အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့နိုဝင်ဘာလ6ရက်နေ့ကြာသပတေးနေ့ညမှာယူရိုဘာလိပွဲစဉ်တွေအများကြီးရှိတဲ့အချိန်မှာကျွန်တော်စိတ်ကြိုက်အဖြစ်ဆုံးတပွဲကိုခြားပြပေးသွားခြင်းပါတယ်အားလုံးပဲရှင်းသင့်ဖြစ်စလိုက်ကြအောင်ဗျာကျွန်တော်ရွှေပြေးသွားခြင်းနဲ့ပွဲလေးကတော့ ရိုဘာလိပွဲစဉ်တွေမှာအစောပွဲစဉ်လေးတစ်ပွဲဖြစ်တဲ့မစ်ဂျယ်လန်နဲ့ဆက်တစ်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်မစ်ဂျယ်လန်ကတော့ဟိုဒိမက်ကလပ်ဖြစ်ပြီးတော့ဆက်တစ်ကတော့စကော့တလန်ကလပ်ဖြစ်ပါတယ်မစ်ဂျယ်လန်အနေနဲ့ကတော့ဒိမက်ဒန်နက်စူပါလီဂါမှာရမှတ်29မှတ်နဲ့ဒုတိယနေရာမှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်ယူရိုဘာလိမှာ၃ပွဲကစား၃ပွဲလုံးကိုနိုင်ပြီးတော့ရာဂို၈ကိုပေကို၂ကိုနဲ့ကိုမဲ့ရရှိပြီးတော့ဇယားအဆင့်၁မှာရပ်တည်နေတဲ့ အဲမစ်ဂျလန်ဖြစ်ပါတယ်နော်စက်တစ်ကတော့စကော့တလန်ပရီးမီးယားရှင်မှာရမန်20မှန်းနဲ့ဒုတိယနေရာမှာချက်တည်နေတဲ့အသင်းဖြစ်ပါတယ်ယူရိုပါလိတ်၃ပွဲကစားထားရမှာနော်တပွဲနိုင်တပွဲတည်းတပွဲရှုံးဆိုပြီးတော့ယာကူ3ကိုပေကို4ကိုနဲ့လေးမှတ်ရရှိပြီးတော့အဆင့်21နေရာမှာရက်တည်နေတဲ့စက်တစ်အသင်းပဲဖြစ်ပါတယ်မစ်ဂျလန်ကစားခဲ့တဲ့ယူရိုပါလိတ်၃ပွဲကိုဝင်ပြန်ကြည့်လိုက်လို့ရှိရင်နော်အိမ်ခွင့်မှာ strong card ကို 2-0နဲ့နိုင်တယ်။အဝေးကွင်းမှာ Nottingham Forest ကို2-3နဲ့နိုင်တယ်။နောက်ပြီးတော့အဝေးကွင်းမှာပဲ Tottenham ဘက်ကို0-3နဲ့ပဲနိုင်ခဲ့တယ်။ဟောဒီ Magellan ကအဝေးကစားခဲ့တဲ့ဒီဒီသုံးပွဲကိုပြန်ကြည့်မယ်ဆိုရင်ပွဲစဉ်တိုင်းလိုလိုမှာ2-9နဲ့2-9အထက်ကိုသိမ်းထားတယ်။ Magellan ဖြစ်တယ်။ Nottingham Forest တသိန်းဟိုသာ2-9ပြန်ပေးထားပြီးတော့ကျန်တဲ့နှစ်ပွဲတော့သူကလိရှိရရှိထားတယ်။နော်ဥရောပပွဲကြီးကစားကြတဲ့နောက်ဆုံး6ပွဲမှာတော့အင်္ဂလန်ပွဲကြီးမှာအာမစ်ဂျယ်လန်က ပေးဖို့မရှိနော်အဲဟောင်းစံတော်ထားတာနဲ့မကျဲလံဖြစ်ပါတယ်ကျွန်တော်နော်တန်ယံဖွဲ့တဲ့အဲပွဲမှာဆိုလို့ရှိရင်မန်တကယ်ဆိုလို့ရှိရင်မကျဲလံက1 3နဲ့အဲ9နေတာ9နေမှာ60 plus အဲ3မှာဟုတ်တယ်နော်60 60 plus 3မှာနော်တန်ယံဖွဲ့တဲ့တို့အဲ penalty ရရှိလို့ဒါအာ2 3ဆိုလို့ရတယ်နဲ့ပွဲပြီးသွားခဲ့တာဖြစ်ပါတယ်အဲဆက်တဲ့တင်ကစားခဲ့တဲ့ပွဲသုံးပွဲကိုပြန်ကြည့်မယ်ဆိုလို့ရှင်ဝေဘမှာကာဗနာဇဗီတာကို ဟိုဝမ်းဝမ်းနဲ့တည်ရကြတယ်အင်ကွင်းမှာ sporting braga ကိုဇီးတူးနဲ့ရှုံတယ်နောက်ပြီးတော့အင်ကွင်းမှာ restaurant crack ကို2-1နဲ့နိုင်ထားတယ်အဲနောက်ဆုံးငယ် restaurant crack နဲ့ပွဲမှာဆိုလို့ရှိရင်ဒါ set တို့ဟာနောက်ကနေလိုက်ပြီးတော့မှသူအနိုင်ရရှိခဲ့တာဖြစ်ပါတယ်နော်အခုလက်ရှိရယူရိုပါလိရဲ့အဆင့်နှစ်နေရာမှာယက်တီနီရဲ့အဲ sporting braga ကိုတော့သူအင်ကွင်းကြီးမှာပဲဇီးတူးနဲ့ရှုံနေထားတဲ့ set အတင်ဖြစ်ပါတယ် အမေဂျလန်ဟာယခုနှစ်ဥရောပပွဲအင်္ဂလန်ပွဲစဉ်ဒီမှာချုံပွဲလည်းမရှိသလိုပေးကူလည်းမရှိကစားထားတဲ့မေဂျလန်ဖြစ်ပါတယ်ဒီဘွဲမှာလည်းဟိုဒိုင်ယာရပွဲပဲကစားသမားမရှိဘဲနဲ့ဒီဘွဲကိုတင်းပြချက်ပြကစားလာဦးမယ်မေဂျလန်ဖြစ်ပါတယ်အဝေးကွင်းလာရောက်ကစားရမယ်စက်တစ်အနေနဲ့ကတော့ဒီရသည်ယူရိုပါလိပွဲစဉ်ဒီမှာသူရုံးကန်နေရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရှိနေရတယ်စက်တစ်ဟာပြည်တွင်းဒီစကော့တလန်ပရီးမီယာရှစ် မှာเนาะအဆင့်တင်နေရာက hat melody တန်းနဲ့เนาะအဝေးကူပွဲတွားရောက်ကစားရမှာဒီပြည်တွင်းလေးမှာရှိနေတဲ့အသင်းကိုတော့31ဆိုတဲ့ရလက်ကြီးနဲ့ရှုံးခဲ့မှုတဲ့စက်တဖြစ်ပါတယ်စက်တရဲ့အဝေးကူကစားတဲ့ဖောင်းဟာမကောင်းဘူးလို့ကျွန်တော်သိသားမြင်သားသိချင်းဖြစ်ပါတယ်အဝေးကူလာရောက်ကစားရမယ့်ဒီစက်တအနေနဲ့เนาะဟောမစ်ဂျဲလန်ရဲ့เนาะဥရောပပွဲတွေအင်ဝင်ပွဲတွေမှာဟောပေးကူမရှိဘူးဆိုတဲ့စံချိန်ကိုဟိုဟိုစက်တတို့ချေဖြတ်နိုင်မှာမလား ပြီးတော့ဟောမေဂျယ်လန်တို့ရဲ့ဟိုပွဲစဉ်ပွဲစဉ်တိုင်းလိုလိုတပွဲကိုနှစ်ကိုးနှစ်ကိုးနှစ်ကိုးနဲ့အထက်သူနေတဲ့စံချိန်ကိုစက်တစ်တို့တားဆီးနိုင်မှာမလားအဝေးကွင်းလာရောက်ကစားရမယ်ဒီစက်တစ်တို့ဟိုဒီပွဲမှာရုံးနိုင်ရအောင်မှာပါနော်စက်တစ်နီးပြားကြီးရဆိုလို့ရှိရင်မေဂျယ်လန်အနေနဲ့လက်ရှိရမတ်ကိုမတ်အဲရရှိထားပြီးတော့အစစ်တစ်နေရာမှာရက်တည်နေတာတိတ်ပြီးမထူးဆန်းပါဘူးလို့သူအနေနဲ့ပြောကြားထားတယ်ဘာဖြစ်လို့လဲဆိုတော့သူကနော်တယန်ဖောရက်ကိုဒီ အောင်အောင်ဝစရာကောင်းလို့တချီဆွမ်းမျိုးနဲ့နော်အနိုင်ရရှိထားတဲ့အတွက်နော်ဆက်ဒီမဂျယ်လန်တို့ကဇာအဆင့်တက်နေရာမှာထိုက်တန်ပါတယ်လို့သူပြောပြတာရှိပါတယ်ဒီဘောကိုဖွင့်လှစ်ထားတဲ့ဂျီကိုကြည့်ပြန်တော့အဲအခုရရှိအချိန်ဒီဖွင့်လှစ်ထားတော့အာတေတေအနှုတ်80မဂျယ်လန်ကအနှုတ်80ဂိုးပေါင်းကြီး3လုံး20ဆိုပြီးတော့ဖွင့်ပေးထားတယ်နော်ဒါဒီနောက်ပွင့်နိုင်ရင်တော့တေရှုံးနေပါတယ်ဖြစ်လာမှာတော့မသိဘူး အဲဒါကြောင့်အင်ကွင်းဖောင်အရန်ကောင်းတဲ့မစ်ချဲလန်တို့ဒီဘွဲမှာပဲအနိုင်ရရှိဦးမှာပါနော်ဒါကြောင့်မစ်ချဲလန်ဘော်ယူရွေးချယ်ပါတယ်ဝိုင်းဘက်မှာအကစားတဲ့ညီကိုတွေကတော့မစ်ချဲလန်အနိုင်ကို2စသေးကို3စနဲ့အဲစက်တဲ့အနိုင်ကို3စဆိုပြီးထားပါတယ်ဒါကြောင့်ဟို1 1နဲ့8ဘက်မှာဆော့ကစားတဲ့ညီကိုတွေလည်းဒီမစ်ချဲလန် W1 အဆော့လို့ရပါတယ်နောက်ပြီးတော့တစ်ချက်ပြီးကျင်တာကတော့ဒီတောင်းကန်ဘော ဆော့ကျင်တဲ့သူတွေအတွက်ကတော့ဒီမစ္စလန်ကစက်တဲ့ကကစားခဲ့တဲ့ပွဲတွေမှာတောင်းကန်ဘောတွေဟာအာများပြားနေတာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်တောင်းကန်ဘောဟာအာနှစ်ဖက်အဲစုစုပေါင်းဟာတမ်ပန်ဖက်အိုဘာကော်နာအနေနဲ့ရွေးချယ်ပေးခြင်းပါတယ်။အဲဇာအနေနဲ့နှစ်ဆလောက်တော့ရမယ်နဲ့ထင်ပါတယ်နော်။တမ်ပွဲဖက်အိုဘာကော်နာပါတောင်းကန်ဘောတောင်းပန်ဖက်အိုဘာကော်နာ။အဲမြန်မာပေါကြီးနဲ့ဆော်ကစားတဲ့သူတွေတက်ကတော့အာမစ်ချယ်လန်ပေါ်ဒီပါကျွန်တော်အကြိုက်ဆုံးစိတ်ကြိုက်တစ်ပွဲဖြစ်ပါတယ်။အပေါင်းပြကြပါစေခင်ဗျာ။ မကြိုက်တဲ့သူတွေကတော့ဖက်ကန်လို့ရပါတယ်